တို့ညာကိုအားပေးနှဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆိုင်းဆင်မာယီကျူရဲ့ဂျေဇင်တရာကမ်းမနှင်းဖြူအပိုင်းလေးကိုဆက်လက်တင်ဆက်ဖပြပေးသွားပါမယ်။ဂျူဂျေဇင်တရာကမ်းမနှင်းဖြူအပိုင်းလေး ိုက်ရက်ကွက်လက်တွင်ကိုက်ရက်ပြီးအောက်သို့ဆင်းလိုက်ချိန်တွင် နေရောင်ရှိနေသေးသည်သို့တော်ထိုနေရာမှတစ်ပင်ကြီးများအုပ်ဆိုင်နေရာဥယျာဉ်ထဲသို့ဝင်လိုက်သည်နှင့်တပြိုင်တည်းရာသီဥတုကစိတ်ငနေအေးသွား၏။လေသည်ဖြည်းဖြည်းငင်းငိမ့်သာတိုက်ခတ်နေသည်။သို့တော်တည့်ရွက်တစ်ခတ်များလှုပ်ရှားသံမှဆူဆူရှာရှာကျဲလောင်နေသည်။တစ်ပင်ကြီးများကိုဗဟိုပြု၍အပန်းဖြေစခန်းအဆောက်အုံကိုဆောက်လုပ်ထားခြင်းဖြစ်သည်။လယံများစီသို့တက်သွားသောအခါကျွန်တော်သည်ပြာစိမ့်နေသောရေပင်ကြီးတစ်ခုကို ိုးအောက်ခြေမှာမြုံငနေမြင်လိုက်ရတော့သည်အေယာဝရီပဲဖြစ်ရမည်သို့တော့ကျွန်တော်ဖြတ်သွားဘူးနေကြမြင်မှုနေကြအေယာဝရီနဲ့မတူသောထူးခြားသည့်အေယာဝရီဖြစ်သည်ပြာလဲကစိမ့်လျက်ကြည်လင်နေသောမြစ်ကြောက်ဆောင်ကြောက်တန်းအသွေးသွေးထိုးထွက်ကာယံထားသောမြစ်ကိုတစ်ဖက်ကကဘာကိုသာကျွန်တော်မမြင်ရဘူးဆိုလျင်ဤရေပြင်ကိုမြည်ဟုထင်ဖို့ခဲရင်ပါလိမ့်မည်။ပင်လယ်ရေပြင်ကိုလေရင်ပေါ်မှအထက်စီးပြင်ကြည့်ရသည့်အကြောင်းအတိုင်းပဲဖြစ်ပါသည်။ ဟာတော်တော်မြင့်နေကဘာပဲနော်ဟုတ်တယ်ဗျပေတရားတော့မြင့်မယ်ထင်တယ်မြင့်ပြင်းကြီးကျဲပြန့်ငါညီတက်နေအောက်ဖက်ကြောက်ဆောင်များစီတွင်လူစုစုကိုတစုစီတနည်းအားစီမှမြင်ရသည်ကတော့ကျွန်တော်လက်တန်းထပ်ပင်တေးကွေမှုံမွားနေလေသည်ထိုရေပြင်ပြပြကိုမြင်တော့ကျွန်တော်ရေကူးခြင်းစိတ်ပင်ပေါ်မိသည်ရေကူးလိုက်ရရင်တော့စိတ်ပဲရေနဲ့တလားကမ်းမှာတော့ကြောက်ဆောင်နေခံနေရပေါ့အဲ့ဒီကလွန်ရင်တော့နှက်တယ်နောက်ပြီးကြောက်ဆောင်နေရချော်တယ်ဗျဒါပေမဲ့ခမည်းတော်ဒီရေထဲမှာကြာကြာနေနိုင်မယ်မထင်ဘူး ကားစီယာကပြုံး၍ပြောသည်ဘာလို့လဲဗျဒီရရေခဲတော်နေစီယာအေးပြောပြီးကြလာတဲ့ရှိသေးလေအေးနေရလေယာလက်တိုက်သေးတယ်ခမခဏလေးနဲ့ခက်ခိုက်တုံလာလိမ့်မယ်ကျွန်တော်ယုံပါသည်သို့တော်လက်တွေ့ဆန်သက်ခန်းစားကြည့်ခြင်းသည်ထို့ကြောင့်ကျွန်တော်သည်ကရိနော်လေကားတဲ့များအတိုင်းအောက်သို့ဆင်းလာခဲ့သည်လေကားများကြုံလွန်ပြီးနောက်မြေကမ်းစီသို့သွားရမှာကြောက်ဆောင်ကြောက်တမ်းများဖြစ်သည်ရန်မောတံများစကားပြောတံများကိုယခုအခါတဲတဲဝဲဝဲကြားလာရသည်အများစုမှာအမျိုးသမီးများဖြစ်သည် ဒေသခံတွေလားဧည့်သည်တွေလားမသိပါစကားသံတွေရတော့မဝဲလာပါမြို့သမီးအုပ်စုတစုရေပြင်ပေါ်ထိုးထွက်နေတော့ကြောက်ဆောင်ဆောင်တစ်ခုပေါ်မှာဓာတ်ပုံရရန်ပြင်ဆင်နေကြသည်ကျွန်တော်ထိုးအုပ်စုနေခန္ဓာလန်ကတခြားကြောက်တန်းတစ်ခုစီသို့လှမ်းတက်လိုက်ပြီးထိုင်ချလိုက်သည်ခုနဝေါကင်းရှူနဲ့ခြေအိတ်ကိုချွတ်လိုက်ပါသည်ခြေထဲကိုဆင်းရမှာမို့ကျွန်တော်ချင်းမမီအောက်အနားကိုဒူးစစ်အထိရောက်အောင်လိတ်တင်လိုက်ပြီ။နေရောင်ကဒီဘက်မှာလေဒီဘက်လှည့်ရမှာပေါ့ဟာ ငါကဘာနောက်ခံနဲ့ရိုက်ချင်တာလေဒါဆိုနေနဲ့ဆက်ကျင်မဲ့ကြီးအခန်းဆိုင်ဖြစ်သွားမှာပေါ့နေ့ကင်မရာဖလက်ပါရဲမလားကျွန်တော်ဖနှက်နှင်ချေကိုကြောက်ဆောင်မမထားခဲ့ပြီးမြစ်ရှိရာသို့ခပြေးပြေးဆင်းလာလိုက်သည်ကျွန်တော်ခြေပေါ်ကနေရေဆူဆွတ်သောကြောက်ဆောင်ကြောက်သားထိမိသောအခါအေးမြမြခံစားလိုက်ရသည်ဒီပြိုင်ထဲမှာကျွန်တော်ကိုတယောက်ယောက်ကကြည့်နေတယ်လို့ခံစားရသည် ကျွန်တော်ညာဘက်သို့လှည့်ကြည့်လိုက်တော့ခက်ဝေးဝေးကဘာမြေပြင်စီမှဆယ်ကျော်သက်ကောင်ကလေးသုံးယောက်ပြေးဆင်းလာနေသည်ကျွန်တော်ဘယ်ဘက်မှာ ARD မြစ်ကြီးပဲရှိသည်ကျွန်တော်မျက်နှာချင်းဆိုင်မှာအတော်ကြီးတယောက်ထွေးငင်းတစ်ခုကိုရေးဆင်းနေသည်အတော်ကြီးအနောက်ဘက်မှာကကောင်ကလေးတွေနဲ့ကောင်မကလေးတွေအုပ်စုတစုတော်တော်ဝေးသည်ကျွန်တော်နောက်ဘက်ကအမျိုးသမီးတွေကတယောက်ပဲဖြစ်မည်လှည့်မကြည့်နဲ့ကျွန်တော်မြည်ရဲထဲမှာထိပ်ပိုင်းကလေးပေါ်နေတော့ကြောက်ဆောင်အစွမ်းတစ်ခုစီသူခုန်ကူးလိုက်သည်ကျွန်တော်ခြေောက်တွေကလိုရာရောက်ပါရဲ့ သို့တော်လက်ခံသည့်ကြောက်ဆောင်မျက်နှာပြင်ကဆူဆုကားချော်နေ၏ထို့ကြောင့်ကျွန်တော်ဟန်ချက်ပြတ်သွားသည်ရိုင်သွားသောကိုယ်အပေါ်ပိုင်းကိုထိရန်ကမန်းကန်လက်ကိုဆက်မြောင်းလိုက်တော့ကျွန်တော်အင်ကြီးအိတ်ထဲအမျက်မှန်ကိုလက်ကတိုက်မိပြီးမျက်မှန်လွင့်ဆင်ကျသွားသည်ရေမန်ဒီကမျက်မှန်သည်အကောင်းစားကော်တမျိုးဖြင့်ပြုလုပ်ထားသည်ဟုသိရတော့လေကျွန်တော်မျက်မှန်ကတော့ရေထဲသို့ဆက်ခနဲငုပ်သွားပါသည်တော်ပါသေးသည်မြေကကြည်လင်လွန်လာသဖြင့်ကျွန်တော်မျက်မှန်ကိုခက်လန်းလန်းမှကြောက်ဆောင်နှစ်ခုကြားရေအနက်ထဲနိုင်မြင်နေရသည် ျွန်တော်လက်တံကရှိပါသည် ခန္ဓာကိုယ်ကိုကုန်းပြီးနှက်ယူလျင်မိနိုင်မည်ဟုထင်သည်ဒါမှမဟုတ်ခြေထောက်နဲ့လှမ်းဆွဲယူရင်ရောဒူးစစ်ကြောင်အောင်နှက်သည့်ရေမှုကျွန်တော်ဘောင်းမိကိုတီးထက်တင်ဖို့တော့လိုလိမ့်မည်အဲ့လိုဆိုရင်ကျွန်တော်အနီးအမျိုးသမီးတွေရှိမှာဘာဖြစ်ဖြစ်လက်နဲ့ပဲကုန်းနှက်ယူတော့မည်ပိုဆုံးပြချက်ဖြင့်ကျွန်တော်ရေထဲသို့ လက်ကိုနှစ်လိုက်သည် အာပါပါအတော်အေးသည့်ရေပါလားကားဆရာပြောတာမှန်၏ ရေခဲကြီးအလားအေးလာပါသည်အဲ့ဒါကြောင့်နင့်ကိုတုံးတယ်လို့ပြောတော့နင်ကလက်မခံဘူးကျွန်တော်အနောက်ဘက်မှာထွက်ပေါ်လာသည့်အတန်းကျွန်တော်ကိုပြောသည့်စကားတော့မဖြစ်နိုင်ပါသူတို့ချင်းပြောတာပဲဖြစ်မှာပါထို့ကြောင့်ကျွန်တော်ကိုခန္ဓာကိုငုံကန်လိုက်ညမောင်ကားကိုတခြားနည်းလမ်းမရှိတော့ဘူးလားလက်ပြန်အထိအင်ကြီးလက်မရေးဆိုပြီးကမှကျွန်တော်ဆက်ခနဲ့ပြန်ရုပ်မိသွားသည်။သိကြသည်ဒါကတော့ကျွန်တော်ကိုပြောတာပဲ ကျွန်တော်အနောက်ဘက်သို့လှည့်ကြည့်လိုက်သည်ခက်တီတီဆူးရှသောမျက်ဝန်းညိုလဲ့လဲ့တစုံကိုမျက်နှာချင်းဆိုင်လိုက်ရသည်နန္နာ ပြည့်တင်သောနှုတ်ခမ်းဆူဆူပေါင်းပေါင်းကိုဖယ်ထားလိုက်အောင်ရေသွဲသောနှာရန်ကောက်ကောက်ကလေးကိုဖယ်ထားလိုက်အောင်ဆူရှာသောမျိုးဝညို့များကိုမြင်ရုံနဲ့ပင်ကျွန်တော်စိတ်လှုပ်ရှားသွားသည်အံ့ဩမှုဝမ်းသာမှုမခံကြီးမခံသားဖြစ်မှုတွေရောထွေးလျက်စိတ်လှုပ်ရှားသွားခြင်းကိုဆုလိုပါသည်ကျွန်တော်သူမကြောင့်ရှင်ခုန်သွားခြင်းမဟုတ်ပါ လုံးဝမဟုတ်ပါကျွန်တော်ထိုင်ရမှထရက်လိုက်သူမကိုမောကြည့်နေရမည့်အနေအထားကိုမကြိုက်တော့ကြောင့်ဖြစ်ပါသည် ။ဒါတော့မှသူမရက်နေတော့ကြောက်ဆောင်ကပုံမြင့်သဖြင့်သူမကကျွန်တော်ထက်နည်းနည်းမြင့်နေသေးရ။တခြားနည်းလမ်းရှိရင်လည်းပြောစမ်းပါအောင်ဘယ်လိုကောက်ရမလဲ။ကျွန်တော်မပြုံးမရေပဲထက်တီတီမေးလိုက်ဤ။ဟုတ်တယ်လေ။သူကမှမပြုံးတာ။ကျွန်တော်ကရောဘာလို့ပြုံးရမှာလဲ။တက္ကသိုလ်ညောက်ကူကူနဲ့ကောက်ယူပေါ့။တက္ကသိုလ်ညောက်ကမှမှာလေ။ရှာပေါ့။ကျွန်တော်မြက်ခနဲအောင်သွားသေး။ဒါတော့နင်ပြောမှာလား။အေးလေငါပြောမှာပဲနင်သိတာမလား။တော်ပြီ။ ကျွန်တော်မျက်မှန်ကျရာနေရာသို့ပြန်ငုံကြည့်လိုက်သည်လက်နယ်ပဲကောက်တော်မည်ရေဆိုတာဘာများကြောင့်နေစရာရှိသေးသလဲကြံပါဆိုရေခဲယူတွေနဲ့အမြဲလောင်းခံရတာဒီတခါကျွန်တော်ရေတဲ့သူလက်နှစ်တော့နန္နာပါမှဆရာမလုပ်တော့ပါကျွန်တော်ပခုံးထီအောင်ရေဆိုသည့်အထိမျက်မှန်ကိုကျွန်တော်မမိပါကျွန်တော်အံ့ဩသွားသည်ကျွန်တော်လက်တရားပဲကျွန်တော်ထင်တာထက်ပိုပြီးတူနေလို့လားကျွန်တော်မျက်မှန်အပဲခံမန်းထားသည့်ရေအနက်ထက်ပိုသောနေရာမှာ ရောက်နေလို့လားသူမဟုတ်ရေပြင်ရပဲချက်ချင်းကြီးမြင့်တက်လာသလား ဘာပဲဖြစ်ဖြစ်ဒီကောင်မလေးရှိမှမို့ကျွန်တော်အောင့်သက်သက်တော့ခံစားလိုက်ရသည်ကဲမထူးတော့ပါဘူးလက်ပါမက ခြေတော့ပါရေဆူမှရတော့မြီမှတေးချနေသည် ကျွန်တော်ကယောက်ျားပဲကျွန်တော်ကိုကောင်မလေးတယောက်ကအကဲခတ်စောင့်ကြည့်နေသည်ဒီကောင်မလေးကလည်းတခြားသူမဟုတ်ကျွန်တော်၁၈နှစ်အရွယ်တုန်းကပိုးပန်းခဲ့ပြီးမရခဲ့တော့ကောင်မလေးကျွန်တော်ရေထဲသို့ခြေတော့ကိုချလိုက်သည်ခြေပြားကနေခြေချင်းဝက်အဲ့ဒီကနေခြေတလုံးလိတ်တင်ထားသောဘောင်မီအနာတွေရေဆူသွားသည် ။ရှေကသူတို့ပြောတဲ့လောက်လည်းမအေးပါဘူး။ဒူးစစ်ကြောမြုပ်သွားမှပဲကျွန်တော်ခြေပြားကမျက်မှန်ရှိရသူမှီတော့သည်။ကြောက်ဆောင်စွန်းမှထိုင်လျက်ကပင်လက်တစ်ဖက်ကကြောက်သားမျက်နှာပြင်မငြိမညာအထစ်များကိုထိမ့်ကင်လျက်ခြေညိုးနှင့်ခြေမကိုတုံးပြီးကျွန်တော်မျက်မှန်ကိုခြေတော့ပြင်ကောက်ယူလိုက်သည်။မျက်မှန်ကိုဘောင်းမီပေါင်းပေါ်မှရေတုပ်ပစ်လိုက်ပြီးနောက်အင်းကြီးအိတ်ထဲပြန်ထည့်လိုက်သည်။ကဲခုတော့လက်ရောခြေတော့ရောရေဆူသွားပြီ။နန္နာကအမကြီးလေးတန်ဖြင့်အထက်စီးကရေရွတ်ပါသည် ကျွန်တော်မသိချင်အောင်ဆောင်းလိုက် ကောင်မလေးတွေဆရာလောက်တာကိုကျွန်တော်မကြိုက်ပါမြင်ရပါအောင်နေရဘလို့ဖြစ်ပြီးမြင်ချင်တာမှရှိနေရလဲကျွန်တော်ခက်တီတီကြည်ပြီးမိမိသည်ကျွန်တော်သူ့ကိုဘယ်တော့မှရင်မခုန်ခဲ့ဘူးသလိုမျက်နှာထားနေဖြစ်သည်သူမကလည်းခက်တီတီမျက်မှောင်အနှဲငယ်ပင်ကျုပ်လိုက်သေးပြီးကျွန်တော်ကိုပြန်ပြော၏အဲ့ဒါငါမေ့ရမယ့်စကားပါနေရမြင်ချင်တာကဘာလာလောက်တာလဲမြင်းကြီးနားကိုလာတာမဟုတ်ဘူးမြင်းကြီးနားကငါရဲ့ transit ပဲငါတကယ်သွားမှာအခါကားပေါ်ရစီဘူး ညှော်လိမထားပါပဲ။သူမကဟဟပပရေမောလိုက်ပါသည်။ရေလိုက်လျင်သူမအမြဲချစ်စရာကောင်းလေးရှိ။လောင်ရယ်ရယ်သည့်အခါမျိုးမှာနန္နာတော်တော်ချစ်စရာကောင်းပါသည်။ခါခါပူရာစီကိုဟုတ်လား။ရေရတယ်။မနောက်ပါနဲ့ဥက္ကရဲ့မိုးကြိုးတွေပါလေဖြစ်ကုန်ပါအောင်မယ်။ကျွန်တော်ဒေါပသားသည်။ဘေးကကောင်မလေးတွေကပါနှစုံနှစ်ပြားကြပြီးရေချာ၏။ဒါနောက်ဆရာမမဟုတ်ပဲ။ငါနဲ့ဘယ်တော့မှနောက်ဘူးလို့လေ။ကျွန်တော်သူ့ရှိမှလှည့်ထွက်လာခဲ့ပါသည်။ကျွန်တော်သူ့ကိုကြိုက်ဖူးတာနဲ့ပဲ။ ျွန်တော်ကသူလှောင်ပြောင်ခွင့်ရပါ යි လားသူကသူဘလောက်များဘဝင်မြင့်သွားခဲ့ပါလိမ့်ကျွန်တော်ကမှားခဲ့တာပါဒီလောက်မာနာတွေတက်နေသေးကောင်မလေးကိုမှတွားဖို့ခဲ့မိတာဘူး လေကတုတ်ခနဲတိုက်လိုက်တော့အခါကျွန်တော်ညာဘက်တချမ်းကအိစိတ်ကြီးသွားသည်ဟိုတယ်အမြန်ပြန်ပြီးရင်နှွေးနဲ့ရေချိုးပြမဖြစ်မိဟုတ်ကညကမ်းမပေါ်တော်တော်မြင်ကျွန်တော်ကိုသူမကလှမ်းခေါ်သည်ဖဲ့ကြည့်ရမလားစဉ်းစားတွေးတော့ချိန်မရသေးခင်ကျွန်တော်လှဲ့ကြည့်မိသွားသည်နန္နာဤသမီးရှေများလေအဝိရင်တစ်ဖြက်ဖြက်လွင့်နေသည်နန္နာမပြုံးပါနိဖနက်တွေကိုထားခဲ့မလို့လားတေးလိုက်စမ်းပါကွာသူ့ရှေမှာမှာကမောက်ကမတွေဖြစ်ရလိမ့်ချင် ကျွန်တော်ဖက်နှက်ဒီစီပြန်လာပြီးကောက်ကင်လိုက်သည်အပေါ်ပြန်ရောက်မှပဲဖက်နှက်စီတော်မည်ဘဲဟုတ်ပြန်မလဲငါနဲ့ပြန်မလဲငါလိုက်ဖို့ပြရမလားကျွန်တော်သူမကိုအန်အောတကြီးကြည့်မိသူမလက်ခနဲပြုံးနေသည်ငါနေကန်နေရဲ့တယ်လေငါတို့စီရောက်လာတဲ့ဧည့်သည်ကိုလိုအပ်တဲ့ကူညီပေးရတယ်ဆိုတာနေရဲ့ထုံးစံပဲကျွန်တော်နေရမှာမြင်းမြဲရက်နေမိနေကန်နေရဒီမှာနေတာဟုတ်လားဟုတ်တယ်ငါဖေရဒီကိုမော်ကွန်နှင်းဖြစ်ပြောင်းလာတာတစ်နှစ်ကျော်ပြီ။အော်အော် ူမ၏မျက်နှာမှာစောစောကရှိခဲ့သောလောင်ပြောင်ရင်မောရိပ်များမရှိတော့ပါ။အိမ်ရှင်၏နှွေးထွေးသောကြိုဆိုမှုကိုကျွန်တော်မြင်နေရသည်လား။မသေးကြပါ။ကျွန်တော်စိတ်ကိုရှော့ချလိုက်။ပန်းဆော့မှာတဲတယ်။အငှားကားလည်းပါတယ်။အပေါ်မှာကားဆရာကျန်ခဲ့။အစဉ်ပြေလာဘာကူညီလို့သေးလဲ။ပြေပါရဲ။စောစောပါသာနင်းနဲ့တွေ့လိုက်ရင်တော့ဘို့အစဉ်ပြေမှာပေါ့။ဟိုရဘူတာကိုလင်းရင်လက်မှတ်အတွက်ငါ60ကုန်ခဲ့ပြီ။နန်းနာမျက်နှာမှာအလေးအနက်ဖြစ်သွားသည်။ဘူတာကိုနိဘူတာကိုသွားမလို့လား။ ငါနဲ့ဘယ်တော့နောက်ဘူးလို့လဲဘယ်ကိစ္စနဲ့မှမနောက်ခဲ့ဘူးလေကျွန်တော်သူမကိုခက်ဆိုင်ဆိုင်ကြည့်ပလိုက်တော့သူမဖြတ်ခနဲမျက်နှာလွှဲပြလိုက်ငါသိပါရဲ့ငါပူတာကိုအထီးနဲ့မကအောင်ခါကာပူရာစီထီအောင်သွားမှာနန်းနာအဲ့ဒါလေးနဲ့လားနန်းနာကကျွန်တော်တန်းလန်းဆွဲကင်ထားတော့ဝေါကင်းရှူးခွနဲ့စီမျက်လုံးလွှဲထားရင်းမိသည်နန်းနာမေကွန်ကြောင့်ကျွန်တော်အနှဲငယ်အောင်ကစိတ်လှုပ်ရှားသွားပါသည်ကျွန်တော်အဲ့လန်းညွန်အလုံးဝင်လုံနေကြနန်းနာသိနေပါသလား ။ဒါဖြင့်နန္နာကျွန်တော်အကြောင်းတွေကိုစုံစမ်းနေခဲ့ပါသလား။ငါတယောက်တည်းမြုပ်နေကြပါလားဘလို့ဖြစ်တာလဲ။ကျွန်တော်အနေငယ်ပြုံးမိသည်။အေးဟုတ်တယ်ငါငါလည်းမယုံနိုင်ဘူး။ဒါပေမဲ့ငါအယူရအောင်တော့မှဖြစ်မယ်။နန္နာအနေငယ်မျက်မှောင်တွန်းလျက်ကျွန်တော်ကိုကြည့်လာသည်။အဲ့မှာပါရှိလို့လဲ။တက်ခွာရည်နဲ့လိပ်ပြားရည်ရှိရလေ။ခါပြောရဲနေမယ်တော့မှပန်းနေလိပ်ပြားရည်နဲ့မနှိစက်ခဲ့ဘူးပါဘူး။ငါလည်းနှိစက်တယ်လို့မပြောပါဘူး။နန္နာနှုတ်ခမ်းဆူသွား၏ အကောင့်လေးကူညီမလို့မရသေးတယ်နေပေါ့ကုတာအောင်မှာလည်းတငယ်ချင်းရှိတယ်နောင်မမှာလည်းတငယ်ချင်းရှိတယ်ထိုစကားကြောင့်ကျွန်တော်စိတ်ဝင်စားသွားပါသည်တကယ်လားညို့ငါဘယ်တော့မှနောက်ဘူးလို့လဲကျွန်တော်စကားအတိုင်းသူမပြောလာခဲ့သည်ဒါပြင်လည်းကူညီစမ်းမအောင်ဟာထိုအခါသူမမျက်စောင်းသာသာဖြင့်ပြုံးလေသည် မိမတွေကိုကျွန်တော်နားမလည်နိုင်သေးပါနန္ဒာဒီကျွန်တော်ကိုမျက်စုံတို့လိုက်ပို့မည်ဟုကိုရိုင်းချပြေကန့်လှန့်ခဲ့ပြီးနောက်နောက်နေ့နဲ့တွင်ကျွန်တော်တဲခွေရသူရောက်လာပါ၏သို့တော်သူမအနည်းတွင်အသက်30ခန်းယောက်ကြားတို့ပါလာခဲ့သည်ခိုးစင်တော့ကလို့နန္ဒာနှင့်တွေ့ဆုံမှုရင်မခုန်တော့သည့်တိုင်အနေနဲ့အများတော့ခရီးအတူသွားသည့်အတွေ့အကြုံကိုမှန်းဆပြီးစိတ်လှုပ်ရှားနေခဲ့ပြီးတော့ကျွန်တော်သည်နန္ဒာနှင့်အတူဟိုတယ်အကန်းထဲသို့ဝင်လာသောထုတ်ပို့ကိုကြောင့်စိတ်ကတိကအောက်တော်ဖြစ်သွားခဲ့ရပါသည်။ဥက္ကအဆင်သင့်မဲလား။အေး။ဒါဖြင့်သွားစို့လေ ကျွန်တော်တို့ဤနနက်တွေ့တွေ့ချင်းနှုတ်ဆက်စကားမှာဒီညတာဖြစ်ပါသည်နနာနဲ့ပါလာသောပုဂ္ဂိုလ်အားမှာကျွန်တော်အတွက်အထည်စင်းစားလေးသည်နန်းကြီးဆိုတော့အေးဦးမယ်ခမရအနှွေးတဲ့ဘဘတစ်ထည်လောက်ယူခဲ့ပါလားကျွန်တော်မအေးပါဘူး तू ကအေးကြီးကြိုက်တယ်ကိုမြတ်ညနေရအောင်မြစ်ထဲဆင်းနေတယ်အော်အော်ဘလို့မိမ့်မလဲမသိပါလာသူနဲ့လည်းမိတ်ဆက်မပေးကားစီရောက်မှကားနောက်ခန်းမှာကောင်မကလေးတယောက်ထိုင်နေသေးကြောင်းမြင်လိုက်ရသည်နနာညီမဖြစ်လိမ့်မည်ကျွန်တော်ကိုရှေ့ခန်းမှာထိုင်ခိုင်း ထိုပုဂ္ဂိုလ်ကကားမောင်းပါသည်ရေကမ်းမှထိုင်ပြီးတော့မာထိုပုဂ္ဂိုလ်သည်စစ်တပ်ကလူဖြစ်မည်ဟုတွေးမိသွားသည်ကျွန်တော်နာမည်ဥက္ကာပါဘူရဒီမျိုးစာတိပဲလားဗျဘယ်သူကမှအဆမပြောရသေးခင်ကျွန်တော်ကပြောလိုက်ပါသည်ထိုပုဂ္ဂိုလ်ကသူ့ကိုစစ်ဖို့ဟုကျွန်တော်သိနေသည့်ဖြစ်ကိုအာရုံမရပါကျွန်တော်ကိုအပြုံးပြင်းလှည့်ကြည့်ပြီးဖြေပါသည်မဟုတ်ဘူးဗျကျွန်တော်ကဗမော်စာတိမေဒီမေကုန်းမဲ့ဖြေပြီးတခြားဧကန်စကားဟူ၍တခွန်းမှမပြောပေတကယ်ဆိုမြို့ကန်တယောက်ကဧည့်သည်တယောက်ကို လောကဝေနှုတ်ဆက်စကားပြောရန်တဘာဝအကြဆုံးမင်းကုန်းတစ်ခုရှိနေတာပဲဒီမျိုးကိုအရင်ကရဖို့သလားဒါပထမဆုံးအကျိန်လားဟုတော့မင်းကုန်းသူတို့ကမမေးတော့ခါကျွန်တော်ကပြီးစားပဲဖြေလိုက်ရတာပေါ့ကျွန်တော်ကတော့ရန်ကုန်စားတယ်ဗျကျွန်တော်မြင်ချင်းနာကိုခုမှပထမဆုံးအကျိန်ရဖို့တာဘိုးကြီးကောင်းညည်ဤနောက်ထပ်ဆက်မေးရမည့်အရှင်မင်းကုန်းမှာဒီမျိုးကိုဘလို့မြင်တယ်လဲဟုတော့မင်းကုန်းဖြစ်သည်နင်းနဲ့နိုင်ငံသားဆန်လျင်တော့ဒီမျိုးကိုသဘောကျရလားဟုမေးမှာပဲ သို့တော်ဘူကြီးမိလာဒီကကျွန်တော်မျှော်လင့်မထားသောမိကွန်းဖြစ်နေသည်ခါကာဝရာစီသွားဖို့လိုအပ်တဲ့ပစ္စည်းတွေအကုန်ပါပြီလားအာပါပါတယ်ကျွန်တော်စီးရင်နဲ့တိုက်ကြည့်ပြီးတက်လာခဲ့တာပဲလိုအပ်တာတွေအကုန်ပါရဲ့လားလို့စစ်ပေးလိုက်ပါကိုမြက်ရဲ့အနောက်ဘက်ကနေနန္နာကဝင်ပြောလိုက်တော့ကျွန်တော်စိတ်တူသွားသည်မလိုပါဘူးခြေလင်းနဲ့တောင်တက်အတင်းကအန်ကယ်ဦးထွန်းမြင့်ပေးလိုက်တဲ့စီးရင်တိုင်းတက်လာတာပဲကျွန်တော်အတန်နဲ့နဲ့ပြတ်တောက်သွားမလားမသိပါဘူး ဘိုးကြီးရဲ့မြက်ကခါကာဘူရာစီကနေနှစ်ခေါက်တောင်ပြန်ခဲ့ဘူးလားဥကရဲ့အဲ့ဒါကြောင့်နင်းသိရတယ်မေးရအောင်လို့ငါအကူညီတောင်းလို့လိုက်လာတာသွားစမ်းပါနှစ်ခေါက်မကလို့သုံးခေါက်ပြန်လိုက်အောင်သူ့လူကိုကျွန်တော်ဆရာမတင်နိုင် တောင်ထိပ်ထိပ်ရောက်ခဲ့လားဗျဒီလူတောင်ထိပ်တို့မရောက်ခဲ့ဘူးဟုကျွန်တော်လောင်းရဲသည်1996ခုနှစ်တုန်းကဂျပန်တောင်တပ်သမားဦးစာကီနှင့်အတူတောင်ထိပ်ရောက်ခဲ့သူမှာနမားဂျွန်စင်ဟူသောပုဂ္ဂိုလ်ဖြစ်သည်ဘိုးကြီးရဲ့မြက်မဟုတ်ဒီနောက်လဲဘသူမှတောင်ထိပ်ရောက်သည်လို့မကြားမိသေးပါဘူး မရောက်ခဲ့ပါဘူးကျွန်တော်ခံမှန်းတာမှန်သွားသည်ကျွန်တော်တို့လူကတောင်ထိပ်ထိတက်ဖို့မဟုတ်ဘူးဗျတောင်ထိပ်တက်ဖို့ကတောင်တက်သမားတွေရဲ့အလုပ်ဒါပြင်ဘိုးကြီးတို့ကလူကပါလေကျွန်တော်ပုံမှန်လင်းလင်းမိမိသည်ကျွန်တော်တို့လူကတောင်တက်အတင်းအတွက်လမ်းခီးမှာနယ်မြေအေးချမ်းလုံခြုံမှုပေးဖို့လေခက်ခဲခုခုရှိရင်ဆက်သွယ်ရေးရေဒီယိုနဲ့လှမ်းအကြောင်းကြားပေးဖို့လိုအပ်တဲ့အကူအညီပေးဖို့ပေါ့ဘိုးကြီးကပြ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 ရှင်းပြသည်ကျွန်တော်ခေါင်းညှိလိုက်ပါသည်ကိုယ်ကရဲ့လူကပါလေကျွန်တော်ကအဲ့လန်ညွန်လေး ကျွန်တော်ကိုယ်လည်းကြောင်ပတ်အဖြစ်ကြောင့်သူမရေမောပါမဟုတ်ဘူးဗျခါကာကိုရာစီမှာကိုယ်ကရဲ့အလုပ်ကဘာလဲလို့ပါဟောကျွန်တော်အလုပ်ကအရေးတခုကိုလိုက်ဖမ်းဖို့ဆိုပါတော့ဗျာဘိုးကြီးမျက်နှာပိုရိပ်တည်သွားသည်ကျွန်တော်နားမလဲကျွန်တော်သိပါတယ်ကျွန်တော်ဘိုးကြီးနားလည်မယ့်ဖြစ်ကိုစကားတစ်ခွန်းနဲ့နဲ့ပြောလို့မရလို့ပါကျွန်တော်တို့28မိုင်တောင်အထင်ရတာပဲလေမှန်ပါသည်သူ့အလှဲတော့ငါသူ့ဖြေခဲ့ပြီးပြီကျွန်တော်လည်းအမှန်တိုင်းဖြေမှတရားမျှတမည် ကိုမြတ်နန္ဒာတို့ရှမ်းခေါက်ဆွဲဆိုင်အောင်အရင်သွားပါလေ။အော်အေးအေးကျွန်တော်ဟိုတယ်မှာနနက်စာစားခဲ့ပြီးပြီဖြစ်တော့လေရှမ်းခေါက်ဆွဲအလွန်ကောင်းလာသည်ဟုနန္ဒာညွှန်းသဖြင့်ဆံများချက်ပေါင်းတစ်ပွဲစားလိုက်ပါသည်။နန္ဒာညွှန်းနာမလွန်ပါတကယ်အရသာရှိလေသည်။ဆံရောက်မှတည်တည်ချာချာမြင်ဝင်ရတော့နန္ဒာဘေးကကောင်းမလေးကိုကျွန်တော်အကဲခတ်ကြည့်မိသည်။နန္ဒာညမကလေးဖြစ်မှအသေးချာလာသည်။ရုပ်ရည်ကအတော်ဆင်းသည် တို့တော့နနာလောက်မလှဟုထင်သည်နနာညီမလေးလားအေးမင်းနေတဲ့မင်းနေမဲမဲဆိုမေးလေကောင်မလေးကခေါင်းမဖော်ပဲရှမ်းခေါက်ဆွဲပဲငုံစားနေသည်ငါညီမက tourist guide လုပ်ချင်လို့တဲ့ဥက္ကာကြီးအဲ့ဒါနည်းနည်းပါပါလက်ချပေးလိုက်ပါဦးနနာဒီအရင်ကအတိုင်းပဲဘာမှမပြောင်းလဲသေးပါတယောက်ယောက်ကိုအမြဲဆရာလုပ်ရမှကျင်းနေသည်ကိုရိုင်းအားဆရာလုပ်ဖို့အရေးချင်းမရှိလျင် ရှိသူကဆရာလုပ်စေသည်ယခုလည်းနနာမှာထူကြီးရွယ်ချက်ကြီးရှိနေသည် ဘိုးကြီးရဲ့မြက်ကကျွန်တော်အားခါခါဘူရာစီခီးစဉ်အတွက်ဆရာလို့ကျွန်တော်ကမင်းနီယာအဲလန်းညွန်တယောက်ကြီးဘဝအကြောင်းဆရာလို့မင်းနီယာ tourist guide ဘာလို့လုပ်ချင်တာလဲကျွန်တော်ကာမလေးကိုမေးတော့ကာမလေးကခစ်ခနဲရဲပါတယ်မင်းနီယာခီးထွက်လာတာပြောတယ်ဖေဖေကမမမပါပဲမင်းနီဘယ်မှမသွားရဘူးလို့အမိန့်ချထားတယ်လေကာမလေးကပြည့်စုံတော့အဖြေတစ်ခုခုပေးပြီးသလိုပင်မုတ်ကိုဆက်စားနေပြီဆိုင်ထဲမှာလူတွေကစီကားလာသည်ဇပွဲတွေအားလုံးအပြည့် တချို့ကနေရာမရသေးပြီးစောင့်နေနေမှာကျွန်တော်တို့အေးအေးဆေးဆေးစကားပြောနေဖို့မသင့်ပါမြစ်ဆုံသွားတဲ့လမ်းမှာမင်းဒီသိကျင်တာတွေမေးလေဂိုင်းအလို့ရဲ့ကောင်းတာတွေရောဆိုးတာတွေရောကျွန်တော်ပြောပြပါမယ်ကိုယ်ကောင်မနေတဲ့အမင်းဒီမြင်မှုပါတယ်နေရာငါတို့နဲ့ဂရိန်တော်မလိုက်ဖ ೇನೆ ဘယ်တော့မှမြင်မှုလိုက်ပြန်တယ်မင်းဒီဈေးရှိတိုက်တန်းမှာလွဲဥသွားဝယ်တော့မြင်မှုတာအဲ့တော့ကိုယ်ကညနေနာရဲဝင်သွားတာအဲ့ဒါမှကွာပဲကျွန်တော်ညနေနာဆိုင်ကိုရွေးလိုက်မိတာတော်တော်မှားခဲ့ပါလား ခုမှတော့ကျွန်တော်ပြန်ပြင်လို့မရတော့ပါညနေနာဟုတ်လားဟဲ့အဲ့ဒီဆိုင်ကဧည့်သည်တရားကိုနည်းနည်းမှဆွဲဆောင်နိုင်တဲ့ဆိုင်မဟုတ်ဘူးစားနေပြီလေဟာဆွဲဆောင်တာလည်းမဆွဲဆောင်တာလည်းမသိတော့မျက်စိရှိတွေ့ရဆိုင်နဲ့ဝင်လိုက်တာပဲနန္နာကျွန်တော်ကို မခိုးမခန့်ကြည့်ပြီးပြုံးလာပါသေးသူမယုံဘူးကျွန်တော်ရိတ်မိသည်ညနေနာရဲ့ဘေးမှာတန့်ရှင်းပြီးတော့ပုတ်ခမ်းထားတဲ့အိုရစ်စစ်ရှိတယ်သူမ၏စကားနဲ့ဆွဆွဲမှုပါနေတယ်လို့လို့မဖြစ်ဘူးကျွန်တော်မြ мян ယုံထမဖြစ်သည် နန္ဒာအတိတ်ကာလကိုတိတ်မှာပဲထားတော့ပြန်ဆဖို့ရတာဒီပိုင်းလားမလုံးနဲ့ဟုတ်တယ်ဘယ်သူကပြန်ဖို့နေလို့လဲဒီမဲ့နန္ဒာငါအသက်၈၀နှစ်ရွယ်မှုမလဲကောင်းလေးမဟုတ်ဘူးနင်ပြုံးတာဘာကြောင့်လဲဆိုတာငါသိတယ်ကိုယ့်ကိုယ်ကိုတိတ်ထင်မနေနဲ့ဒါပဲငါပြောမယ်ခက်ပြုံပြုံကျိမ်းမောင်းကြည့်ရသည်နန္ဒာအခုမှပဲခွတ်ထူးခွတ်လန်ရဲလေသည်ရဲရုံမဲရဲပြီးဘာမှထပ်မဖြေရှင်းတော့ပါ ဆုံတို့တွားရန်ရှမ်းခေါက်ဆွဲဆိုင်မှာပြန်ထွက်မှာတော့နန္နာကရှေ့ခန်းမှာဝင်ထိုင်ပြီးကျွန်တော်ကိုနောက်ခန်းသို့ပို့ပါသည်အဲ့မှာအင်တာဗျူးလုပ်ကြပြီတော့ဟုလည်းပြောသေးသည်ကျွန်တော်ထောင်းကနေဒေါပွားသွား၏သူ့လူနဲ့သူနှစ်ယောက်အတူထိုင်နေသည့်ကိစ္စမှာကျွန်တော်နှင့်မင်းဒီအားနေရုပ်ကလေးတွေလိုရွှေ့နေခြင်းဟုခံစားလိုက်ရသောကြောင့်ဖြစ်သည်သုံးလေးနှစ်ကြာကွဲကွာနေခဲ့ပြီးနောက်ထမအောင်ချိန်ပြန်တွေ့ဆုံရတော့တငယ်ချင်းဟောင်းဖြစ်နေသောကြောင့်ကျွန်တော်စိတ်ကိုရှော့ချလိုက်ရပါသည် ဂိုက်ဘွားအကြောင်းပြောခင်မှာဆော့ဆော့ကစကားပြတ်သွားတဲ့ဘူကြီးရဲ့မိကွန်းကျွန်တော်အရင်ဖြေလိုက်အောင်မယ်။ခါကာဘူရာစီခီးစင်မှာကျွန်တော်အလုပ်ကဘာလဲဆိုတာလေ။ဘူကြီးရဲ့မျက်ကကောင်းညိ။ကျွန်တော်အဲလန်ညွန်အတိုင်းဝိုင်းမှာလူဖော်ကိုင်မဲများကိုမပြောပြခဲ့တဲ့အကြောင်းညာတချို့ကိုယခုမှတွေ့ရတော့လူတယောက်ကိုဘာကြောင့်ဖွင့်ပြောမိမှလဲကျွန်တော်မသိပါ။ကျွန်တော်တို့နှစ်ယောက်အကြားတွင်တူညီသောအရာတစ်ခုရှိသည်ဟုခံစားလို့ဖြစ်နိုင်ပါသည်။လွန်ခဲ့တဲ့6နှစ်လောက်ကကျွန်တော်ဖေဖေကားကားပူရာစီတောင်ခရီးထွက်သွားခဲ့တာ ဲ့ဒီတာဝန်ကျင်တစ်ဝိုက်ကလိပ်ပြမြင်းရင်းတွေကိုသူတည်တနာလုပ်ဖို့မှတ်တမ်းတင်လို့တဲ့ဒါပေမဲ့ဖေဖေဘယ်တော့မှပြန်မလာခဲ့တော့ဘူးဖေဖေတောင်းကိုလင်းကြသွားတယ်လို့သူ့လမ်းပြပြောတယ်သူပါသွားတဲ့ဖွဲ့သားတွေဘယ်သူမှဘာမှမမြင်လိုက်ရအောင်အခု10မိနစ်မှဖေဖေရှိတယ်နောက်10မိနစ်မှဖေဖေပျောက်သွားတယ်ဖေဖေတည်ပြီးလို့ပဲလက်ခံလိုက်ရတယ်၃ယောက်လုံးတစ်ခဏငြိမ်သွားသည်ဘွေရဲ့မြက်ကကားကိုလမ်းကောင်းတဲ့နေရာမှာရွေးချယ်မောင်းနေရင်ကျွန်တော်ကိုမေးခွန်းတစ်ခုမေးသည်ခမရရောအဲ့လိုလက်ခံသလား ခုကျွန်တော်ဒီလိုလာတာတစ်ခုခုကိုလက်ခံနိုင်မှုလာတာပါဖေဖေသိခဲ့ပြီလားဒါမှမဟုတ်ဖေဖေကျွန်တော်တို့စီကိုဘယ်တော့မှပြန်မလာခြင်းတော့တာလားအဲ့နှစ်ခုမှာတစ်ခုကိုတော့ကျွန်တော်လက်ခံရလိမ့်မယ်ကျွန်တော်အတွက်တစ်ခုစီကထပ်တူထပ်မြနာခြင်းစီမှာကြီးပဲကျွန်တော်သိပါတယ်ဒါပေမဲ့သူကျွန်တော်ကိုနောက်ကြည့်မှန်မှတစင်အကဲခံနေသည်ဒါပေမဲ့ကျွန်တော်အမှန်တရားအတွက်ခံနိုင်ရင်ရှိပြီလို့ထင်တယ်ကျွန်တော်အဲ့ဒီအကြောင်းသတင်းသူ့နံတော့ကြားလိုက်ဖူးတယ်ဒီဖြစ်ရခမားအတွက်ဘလောက်ဆိုရလိုက်မလဲဆိုတာကျွန်တော်နားလည်ကြည့်နိုင်ပါတယ် ခမ ्या ကိုကျွန်တော်ဆိတ်ပြတ်သွားအောင်တော့မလုပ်ချင်ဘူးဒါမဲ့ခမ ्या ထည့်စင်းစားမှာတစ်ချက်ရှိသေးတယ်သူဒီစကလုံးရွေးချယ်နေသလိုပင်ခဏညင်သက်နေပြီးမှအဆက်ပြောသည်ခမ ्या ပြောတဲ့နှစ်ခုလုံးကိုဖြူမဲမသိရပဲငကိုအတိုင်းပဲပြန်လာမယ့်အနေထားကိုလည်းထည့်တွေ့အောင်ကျွန်တော်သူ့ကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်မိအမှန်ကိုတစ်ချက်ချသိရလိမ့်မယ်လို့မျှော်လင့်မိထားနေဗျမျှော်လင့်ပြီးဘာမှမရရင်ခမ ्या ဒီထက်ပိုပြီးခံစားရလိမ့်မယ်ခမ ्या မသိသေးတာတကူကနှင်းတောင်နေရခံမှန်းအခက်တယ်အဲ့ဒီမှာရွေးနေတဲ့ရေခဲမြစ်တွေလည်းရှိတယ် ရေခဲပတ်ကြားရတွေ့လည်းရှိတယ်ရွေးနေတဲ့ရေခဲပြင်းတွေလည်းရှိတယ်လူတယောက်ကရေခဲတောင်ကိုခရီးမှာဘာမှမဆိုဖြစ်နိုင်တယ်လူတယောက်ကိုရေခဲတောင်ကနှစ်ပေါင်းရာနဲ့ချီပြီးမြုပ်ထားပေးနိုင်တယ်ကျွန်တော်သိပါတယ်ကျွန်တော်အတန်မှာခွန်အားမပါသလိုခံစားရသည်ကိုမြတ်နန္ဒာသည်ကြားရှိစွာညီ၍နားထောင်နေရမှာစကားပိုင်းနေသူဝင်လာသည်သူတယောက်ထဲသွားလို့ဖြစ်ပါမလားကိုမြတ်သူတယောက်ထဲတော့သွားလို့မရဘူးအစားအသောက်အဝတ်အစားအသုံးဆောင်ရေးပေါ်ပစ္စည်းတွေတဲပေးမယ်အထမ်းသမားတွေလိုတယ် လမ်းကိုအသေးစားပြမယ်လမ်းပြလို့ရတယ်။မျက်နှာတွေကုန်စီစင်ပြီးသားလား။မှန်တမ်းပြောရရင်တော့ကျွန်တော်ကနေကန်တိတိအောင်မပါဘူး။မိဆက်စာတွေတော့ပါတယ်။အခုနန်းနာကလည်းမိဆက်စာနှစ်ဆောင်ထပ်ဖြည့်ပေးဦးမှာလေ။သူစိတ်မသက်သာဟန်ပြင်းပြုံးကြီး။ခမရတော်တော်စိတ်ကူးရင်တာပဲ။အကိုမသိလို့ပါ။ကျွန်တော်မှအကောင်းဆုံးအဖော်တယောက်ပါတယ်။ကျွန်တော်မန်တင်း၍ပြုံးရင်းပြောလိုက်သည်။ဘာလို့လဲ။နန်းနာကမျက်မှောင်ချီလေးရဲ့မေးလာသည်။ကျွန်တော်နန်းနာကိုရောသူ့ကိုရောတစ်ခါတည်းဖြည့်လိုက်ပါသည်။ ကျွန်တော် ပြရဲ့ခါကာဘူရာစီခီနေ့စဉ်မှတန်းစားလို့လေဘိုးကြီးရဲ့မြဲကျွန်တော်ကိုနောက်ကြည့်မှန်မှတဆင့်လှမ်းကြည့်ရင်ခေါင်းခါရမ်းနေသည်ဒီကမ္ဘာလောကတွင် ကျွန်တော်ဖေဖေကိုကျွန်တော်ယုံကြည်စိတ်ချဆုံးအားအကိုဆုံးဆိုတာတော့သူတို့ကိုပြောပြဖို့မလိုဘူးခုထင်ပါသည် ားပေးနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။အပိုင်း၅ကိုလည်းစောင့်မျှော်နားဆင်ပေးပါအောင်နော်။